ကိုဘဝလေးကိုချင်납ပြီးတွေ့တာနေတာကိုဥပါဒံလို့ခေါ်တာပဲအဲ့ဒီဥပါဒံဟာဘာကြောင့်ဖြစ်ရတာလို့ဆိုတဏှာဆိုတဲ့လူချင်းတတ်မဲ့မှုကလာတာရှင်းတန်လာတဲ့အခါဥပါဒဒါဖြင့်ဒီတဏှာတော့ဘာလို့ဖြစ်ရတာလို့ဆိုဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အတိုင်းစိတ်ရဲ့ခံစားမှုတွေကြောင့်ဖြစ်တာစိတ်ကခံစားမှုတွေရှိသည့်အတွက်ကြောင့်ตายဝဲခံစားမှုတွေဆိုလူချင်းလာအဲ့ဒီလူချင်းမှုလေးတွေကြောင့် တဏဝေဒနာပစ္စယတဏဆိုတာလားဒါဖြင့်အဲ့ဒီဝေဒနာကတော့ဘာကြောင့်ဖြစ်ရတာတုံးလို့ဆိုအာယုန်နဲ့စိတ်နဲ့ဆက်တယ်မိသွားတာဆက်တယ်မှုရှိလာလို့ရှိရင် ဖြစ်တာပဲလေကိုကေလူချင်းတာပြောကြတာမလေးအိုးချင်းထားရင်အိုးချင်းညိတယ်လေကျိုးချင်းထားကျိုးချင်းညိအိုးချင်းထားအိုးချင်းထိတယ်လေနော်အာယုန်ကလည်းဒီတိုင်းမှာပဲထိနာပဲအမြဲတမ်း စိတ်နဲ့အာယုံထိတာအဲ့ဒါကိုဖတ်တာလို့ခေါ်တာဒီဖတ်တာကဘာလို့ဖြစ်ရတာတုံးဆိုမျက်စိနာနာလျာကာယမနဆိုတဲ့ sense organ တွေရှိကြောင်ရှိလို့ဖြစ်တယ်အဲ့ဒီ sense organ တွေကဘာကြောင့်ဖြစ်တာတုံးဆိုနန္တရားတွေနဲ့ယုတ်တရားတွေရှိလို့နန္တရားယုတ်တရားတွေကဘာကြောင့်ဖြစ်တာတုံးဆိုအတိစိတ်ပရိဒိရိဆိုတဲ့ဝိညာဉ်လေးလာလို့အဲ့ဒီဝိညာဉ်လေးကဘာကြောင့်ဖြစ်ရတာတုံးဆို သင်္ခါရပစ္စယဝိညာဏကံတရားတွေကြောင့်ဖြစ်တာအဲ့ဒီကံတရားကဘာကြောင့်ရှိနေရတာတုံးဆိုအဝိဇ္ဇာပစ္စယသင်္ခါရမှန်မသိခဲ့ဘူးမှန်မသိလို့ဒါတွေရှိနေတာဟောသစ္စာပြာပရိစ္ဆသုပ္ပမအဖြေတွေထုတ်ပေးတာဘဝတစ်ခုရဲ့အဖြေတွေဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတွေကိုရှာပြထားအကြောင်းတွေရှာပြတယ်လို့ solution ကိုလည်းပြထားတယ် เอမတိဘူးဆိုတာမရှိရင်မေတ္တာနာမှာကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်ရင်ပရိသေဝိညာဉ်ဆိုတာမလာဘူးမလာလို့ရှိရင်နာယုတ်တွေမဖြစ်ဘူးနာယုတ်တွေမဖြစ်လို့ရှိရင် sense organ တွေမလာဘူး sense organ တွေမရှိဘူးဆိုရင်ဖတ်တာဆိုတဲ့ content တွေမလာဘူးဖတ်တာမလာရင်ဝေဒနာမလာဘူးဝေဒနာမလာလို့ရှိရင်တဏမလာဘူးတဏမလာရင်ဥပါဒံဆိုတာမလာဘူးဥပါဒံမလာရင်ဘဝဆိုတာမလာဘူး ဘဝမရှိရင်ဇာတိမရှိဘူးဇာတိမရှိရင်အိုရဏာရသေးတာမရှိဘူးဆိုဟော solution ကိုပြသွားအဲ့ဒါလို့အကြောင်းနဲ့အကျိုးနဲ့ဒီလိုမမှန်ကန်ကန်လေးဘက်လေးတန်ကပြည့်ပြည့်စုံစုံသိတာကိုသမသမုတ်တော်လို့ပြောတာနော်သမသမုတ်တော်လို့ပြောတာအဲ့ဒီလိုသိလို့သမသမုတ်ရဖြစ်တယ် တာမန်ပညာမဟုတ်ဘူးအိဗဓမ္မလေးနဲ့မှန်ကန်တဲ့သဘာဝတရားကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်နိုင်တဲ့အသိပညာမျိုးကိုမြတ်စွာဘုရားရပါတယ်